လာပါခင်ဗျာ2025ဒီဇင်ဘာလ9ရက်နေ့မင်္ဂလာရှိသောနေ့လေးပါဒီကနေ့မိုးပြင်းတဲ့စစ်ကောမစင်ကဒီထိုင်းမြန်မာနယ်စပ်ကြာဖြတ်ငွေလေစင်တာမှထွက်ပြေးလာတဲ့လူငယ်များကိုစစ်မှုထမ်းတပ်သားသိပြီးစူးစောင်းရန်ကြိုးပမ်းနေတဲ့အကြောင်းကိုတော့ကျွန်တော်တို့ဒီဒေသခံတွေကပြောပြချက်ရမှာသိလိုက်ရပါတယ် မွန်ပြည်နယ်မှာဆိုရင်စစ်ကောင်မစီတပ်ဖွဲ့ဝင်များထိုင်းမြန်မာနယ်စပ်ဒီကင်းပြည်နယ်မြဝတီကြားဖြတ်ငွေလိခံမှထွက်ပြေးတဲ့လူငယ်များကိုဖမ်းဆီးပြီးစစ်မှုထမ်းတပ်သားတွေဖြစ် စုဆောင်းရန်ကြိုးပမ်းနေတယ်လို့ပဲဒေသခံတွေကပြောပြထားပါတယ်။ကြားဖြတ်လုပ်ငန်းခွင်များမှထွက်ပြေးတဲ့လူငယ်များကိုဟိုစစ်ကောင်စီကစစ်မှုထမ်းတပ်သားတွေဖြစ် စုဆောင်းရန်အသေးအံလုပ်နေပါတယ်။ ထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားများပြည်နိုင်ငံခြားသားအမြောက်များလည်းပါဝင်ပြီးမြောက်ဝတီဖက်အံတထုံရန်ကုန်လမ်းပန်းမှတစ်ဆင့်ပြည်တွင်သို့ဝင်လာတဲ့လူငယ်များကိုစစ်ကောင်စီကစစ်စစ်မင်းမြန်းတာရှိပါတယ်ယခုလက်ရှိမှာတော့လူငယ်တဦးရဲ့ဖော်ပြချက်ကိုကျွန်တော်တို့ဒီကနေ့နည်းနည်းလေးပြောပြချင်ပါတယ်လူငယ်တဦးရဲ့ဖော်ပြချက်တွေမှာဆိုရတော့ကျွန်တော်တို့တခု ပြီးခဲ့တဲ့၂ရက်၃ရက်ကဂျက်ထိုခမ်းမမှာဖန်စီရတာရှိပါတယ်တရုတ်နိုင်ငံသားပါတယ်နိုင်ငံခြားသားပါတယ်အဲ့ဒီတည်းမှာမြန်မာနိုင်ငံသားများလည်းအများပြပါဝင်တယ်ဒီမြန်မာနိုင်ငံသားတွေကို စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်တဲ့အမျိုးသားတွေကိုစစ်ကောင်စီကစစ်မှုထမ်းတပ်သားတွေဖြစ်ထမ်းဆောင်စေခဲ့ပါတယ်ဒါအပြင်စစ်ကောင်စီတပ်ဖွဲ့များမုံပြင်းနဲ့အတွေ့ကြပြတ်နေနေယူဆိုပြီးတော့ ဒီရှမ်းပြည်နယ်မတ်ပုတ်တွေစက်တောင်းဒီမြေဆောင်စက်တောင်းကန်ဆောင်ထားသူများကိုဂါဂိတ်ယထာဂိတ်ဟိုစစ်စီဂိတ်မှာလက်လံဖမ်းဆီးပြီးတော့စစ်မှုထမ်းတပ်သားတည်ဖြစ်အထမ်းဆောင်စေခဲ့ပါတယ်ယခုချိန်မှာတော့ဒီပေါင်မြို့နယ်ရင်ငိမ်းကြေးရွာဘူတော်အောင်မှာဆိုရင်ပြီးခဲ့တဲ့26ရက်နေ့ကမြန်မာနိုင်ငံသားတရုတ်နိုင်ငံသားနဲ့ဒီတခြားသောနိုင်ငံသားဂျာဖြတ်ဂိုင်းမြန်မာ ထွက်ပြေးလာတဲ့လူအယောက်100ကျော်ကိုစစ်ကောင်စီကဖမ်းဆီးရမိတယ်လို့ပဲသိရပါတယ်။ယခုလက်ရှိမှာမွန်ပြည်နယ်မှာတော့စစ်တပ်နဲ့ရဲတွေက73မြေဆောင်မတ်ပုတ်တီကန်ဆောင်ထားတဲ့လူငယ်တွေကိုအကြီးကျယ်လိုက်ဖမ်းနေပါတယ်။ကာခိတ်ဘူဒာအုံနဲ့စစ်စေခိတ်တွေမှာတကယ်ကိုဖမ်းဆီးကြတယ်။တဲခုခန်းတွေမှာလည်း73မြေဆောင်ကန်ဆောင်ထားတဲ့ရှမ်းပြည်နယ်ကလူငယ်တွေကိုလက်မခံထားဖို့လက်လံလဲ နှုတ်ဆိုထားပါတယ်26ရက်နေ့မှာမွန်ပြည်နယ်ဘူရအိုကြီး73မြေစောင်းကန်ဆောင်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကလူငယ်အယောက်20ကျော်ကိုစစ်ကောင်စီကဖမ်းဆီးရမိပြီးတော့စစ်မှုထံတပ်သားတွေဖြင့်ထိုင်ဆောင်စေခဲ့ပါတယ်လက်ရှိမှာဒီဂျာဖြန့်လုပ်ငန်းခွင်များမှဒီထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားများအတွက်မြောက်ဒီရန်ကုန်ခီးတဲ့တစ်ခုခီးစဉ်တစ်ခုမှာဘတ်တသိအထိ ပေါ့စီစီးနေပြီးအခြားနေရပြန်ကြတဲ့မြန်မာနိုင်ငံသားနဲ့တရုတ်လူမျိုးများအနေဖြင့်လမ်းမှာဆိုရင်စစ်ကောင်မစင်တပ်ဖို့အများက ခိတ်ထောင်တာပြီးအခက်ကျင်းဝင် အမြောက်များပေးဆောင်ပြီးတော့လည်းဒီဖြတ်တန်းတော်လာခွေကို ရှိတယ်လို့ပဲသိရပါတယ်ဒါကတော့ဒီအချိန်မှာမုံပြင်းနေမှာစစ်သားနဲ့ရဲကကြားဖြတ်ငွေလိတ်ခန်းမှာလှုပ်ဆောင်နေတဲ့လူငယ်များကို ဖမ်းဆီးပြီးတော့စစ်မှုထမ်းတပ်သားတိအဖြစ်ထမ်းဆောင်စေခဲ့တဲ့အကြောင်းကိုတင်ဆက်ပြပြခဲ့တာပါ2025ဒီဇင်ဘာလ2ရက်နေ့ဒီကနေ့ရရှိတဲ့တဲ့ရင်ဒီကနေ့ဒီလောက်ပဲတင်ဆက်ပေးရစင်းကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်တဲ့ဘက်ကလမ်းဆယ်လေးလောက်ထပ်ပြီးဗီဒီယိုအစ်တီတင်တဲ့အတိနဲ့ပို့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပြီးပို့ကျွန်တော်ဘက်ကလည်းတောင်းဆိုပြစေခင်ဗျာ